အဆင့်၄ဆင့်ပါဝင်တယ်အဆင့်၄ဆင့်ကရှေးဦးကလေးငယ်ပညာရေးပညာရေးအဆင့်မြင့်ပညာရေးနဲ့တက်မွေးပညာရေးဒီမှာအောက်ဆုံးကမိခိုးရောင်လေးကဒါရှေးဦးကလေးငယ်ဒီရှေးဦးကလေးငယ်ပညာရေးမှာသူကစောင့်ရှောက်မှုခံယူဖို့ပေါ့အဲ့ဒါကမွေးကင်းစားရတဲ့၈နှစ်ထိသတ်မှတ်ထားတယ်ဒါနောက်ပြီးတော့ဒီဒီမူဂျိုပညာရေးဒီမူဂျိုသုံးဖို့ KG ပေါ့အဲ့ဒါကိုတစ်နှစ်အခမဲ့ကလေးတိုင်းသင်ကြားပိုင်ခွင့်မူလတန်းအကြောင်းအလုံးမှာ ဒါမူဂျိုတစ်နှစ်ကလေးတိုင်းကားမဲ့တင် जा ပိုင်ခွင့်ရှိတယ်။နောက်မူလာတန်း6နှစ်အလယ်တန်း3နှစ်ထက်တန်း3နှစ်633စနစ်တစ်633လို့ရေးတယ်တစ်ကမူဂျိုတတန်းပေါ့မူလာတန်း6နှစ်အလယ်တန်း3နှစ်အထက်တန်း3နှစ်ဒီမှာအထက်တန်း3နှစ်မှာလေအယောင်2မျိုးတွေ့လိုက်မယ်အစိမ်းယောင်ထက်တန်းနဲ့အပြာယောင်ထက်တန်းအစိမ်းယောင်ထက်တန်းကဒါတက္ကသိုလ်တိုင်းရိုက်သွားနိုင်ဖို့အကယ်ဒမီဘာသာရပ်ကြီးတင်တဲ့ အင်္ဂလိပ်စာသင်ချာသိပ္ပံစသဖြင့်ပေါ့ academic ဘာတရက်တွေသင်တဲ့အထက်တန်းကြောင်းဒီဘက်ကအပြာရောင်အထက်တန်းကတက်မွေးပညာအထက်တန်းသူက academic အပြင်ကိုအသက်မွေးကြောင်းဘာတရက်တခုရွေးချယ်သင်ယူပိုင်ခွင့်ရှိတယ်သူ့ပြင်နယ်လိုက်ပေါ့သူ့ပြင်နယ်လိုက်သူ့မြို့နယ်လိုက်အဲသတ်မှတ်တဲ့အသက်မွေးကြောင်းပညာရက်တွေသင်ကြားပိုင်ခွင့်ရှိတယ်ဆိုတော့သူကအသက်မွေးကြောင်းလည်းပါတယ်ဒါကခုန academic အင်္ဂလိပ်စာသင်ချာသိပ္ပံလည်းပါတယ် ဆိုတော့အပြာရောင်ထက်တန်းအောင်သွားရင် तू ကလမ်းကြောင်းနှစ်ခုရှိတယ် तू ကအလောက်ကင်လည်းလုတ်ခွင့်ရှိတယ်